န်ခေါ်ထားတဲ့သူတွေတဲ့က TB ယောဂစီးကြိုယောဂခေါက်ယောဂနဲ့လေကောင်းယောဂဖြစ်နေတဲ့သူတွေကိုနေအိမ်ပြန်ပြီးတော့ဆေးကုသဖို့လမ်းစရိတ်နှစ်သိန်းနဲ့စစ်မှုရန်ကာလအဆုံးသက်ပေးကတက်ထဲကနေထုတ်ဖို့အာနာသိန်းစစ်တပ်ကစီစဉ်နေတယ်လို့မိသားစုဝင်တွေဆီကနေသိရပါဗျာ။ နိုဗ ెంబ ာလ13ရက်နေ့ကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်မှုရန်အပတ်စဉ်ဒီတဲ့ကယောဂဖြစ်နေသူ56ယောက်ကိုစစ်မှုရန်ရှော့ပေါ့ကာလအဖြစ်နဲ့သတ်မှတ်ပြီးလမ်းစိတ်2သိန်းနဲ့စစ်မှုရန်ပြီးဆုံးကြောင်းစာရွက်တီထုတ်ပေးတယ်လို့ပင်ဒီယာမြို့ကန်တယောက်က DVV ကိုပြောပါရယ်။ဒါ့အပြင်လှဲကူးမြို့ကန်တယောက်ကလည်းစစ်မှုရန်အပတ်စဉ်1ကနေ၄အတွင်းရန်ကုန်တိုင်းကနေတက်သေးကိုဝင်ခဲ့ရတဲ့တက်သားတစ်တီထဲမှာယောဂဖြစ်နေတဲ့သူတွေရဲ့မိသားစုတွေကိုတက်ကနေရင်ကိုပြန်ခေါ်ပြီးစိတ်ကူတာဖို့ဂျင်းနှန်းစာပို့ခဲ့တယ်လို့ DVB ကိုပြောပါရတယ်။ လက်ရှိမှာတော့စစ်မှုထမ်းအပတ်စဉ်16ကိုနိုဝင်ဘာလ17ရက်နေ့ကပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့စစ်တင်နန်းကျောင်း28ကျောင်းမှာတင်နန်းဆင်းပွဲတွေပြုလုပ်နေခဲ့ပါတယ်။စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကလူတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေကိုထုတ်ပြန်ခဲ့ပြီးမတ်လ28ရက်နေ့မှာစတင်တင်နန်းပေးခဲ့ရအခုဆိုရင်တော့အပတ်စဉ်19အထိရောက်လာပြီဖြစ်ပါတယ်ရှင်။ စကိုင်းတိုင်းရွှေဘိုမြကြီးနားလမ်းမှာခီးသွိုင်းစစ်ကော်မရှင်တပ်ကပေါ်တာဆွဲလူသစ်စုဆောင်တာကိုခံထားရတဲ့လူငယ်၄ယောက်ဟာနိုဝင်ဘာလ23ရက်နေ့ကထွက်ပြေးလွတ်မြောက်လာတယ်လို့ဒေတာတွင်အခြေစိုက်ပြန်ကြားရေးအဖွဲ့ဖြစ်တဲ့ Infinity Group ဆီကနေသိရပါတယ်။ရွှေဘိုမြကြီးနားပြူဟာလမ်းပိုင်းကကမ်းမလူမြို့နယ်ဇီကုန်းမလဲလမ်းဆောင်မှာရှိတဲ့စစ်တပ်ဂိတ်ဘူးကုန်းဂိတ်နဲ့ကြည်ချင်းဂိတ်တွေမှာအော်တိုဘာလလလေပိုင်းနဲ့နိုဝင်ဘာလအစောပိုင်းအတွင်းမှာဖမ်းဆီးခံထားရတဲ့လူငယ်တွေပြန်လွတ်လာတာပါ။ ူတို့စစ်တပ်ကကျောလာမျိုးကိုပို့ပြီးတဲ့နောက်မနေ့ကထွက်ပြေးလာတယ်လို့သိရတယ်လို့ Infinity Group ကတာဝန်ရှိသူတယောက်က DVV ကိုပြောပါတယ်။ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်တွေဟာပလဲမျိုးနယ်ကကိုအောင်သူမြင့်ရည်စကြုံမြို့နယ်ကဆိုလင်းအောင်၊ကနေမြို့နယ်ကကိုနေလင်းဦးနဲ့မုံရမြို့နယ်ကကိုတန့်စင်ဖြိုးတို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလကလည်းရွှေဘိုမြကြီးနားလမ်းပေါ်မှာရှိတဲ့စပယ်နန့်သာစစ်ဆေးရေးဂိတ်မှာဖမ်းဆီးခံရတဲ့အထက်ကလူငယ်၁၀ယောက်ဟာကမ်းဘလူမျိုးနဲ့အမြောက်တက်6000ချောက်ကိုပို့ဆောင်ခံရတော့မှာပဲလမ်းမှာထွက်ပြေးလွတ်မြောက်လာတယ်လို့သိရပါတယ်ရှင်။နိုဝင်ဘာလ17ရက်နေ့မှာကမ္ဘာရွှေစီးရအမေရိကန်ဒေါ်လာ4230အထက်ကိုထိုးတက်ခဲ့ပြီးတော့ပြည်တွင်းရွှေစီးတွေလည်းကျပ်88သိန်းအထက်ကိုဆက်လက်မြင့်တက်လာတယ်လို့ဈေးကွက်အတွင်းကနေသိရပါဗျာ။ နိုင်ငံတကာဗဟိုဗန်ရဲ့ဝယ်လူအားကြောင့်ကမ္ဘာရွှေစရာ၃ဘက်အတွင်းမှာအမြင့်ဆုံးကိုရောက်ရှိလာပြီးပြည်ရင်းရွှေစရာလည်းလိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ဈေးကွက်ကျန်းကျင်သူတွေကသုံးသပ်ထားကြပါတယ်။ကမ္ဘာရွှေစရာနိုဝင်ဘာလ9ရက်နေ့မှာတအောင်စကိုဒေါ်လာ၄000ဝန်းကျင်ရှိခဲ့ပေမဲ့နိုဝင်ဘာလ13ရက်နေ့မှာတော့ American Dollar 4238ဒေါ်လာအထိကိုတက်ရှိခဲ့ပါတယ်။တစ်ပတ်အတွင်းမှာကမ္ဘာရွှေစရာ900ခန့်လုံးကျော်မြင့်တက်ခဲ့တာပါ။ ကဘာရွှေစည်းတဖြည်းဖြည်းတက်လာတဲ့နေတူပြည်ရင်းရွှေစည်းကလည်းနိုဝင်ဘာလဆန်းပိုင်းကနေစတင်ပြီးတော့ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ပြည်ရင်းဈေးကွက်မှာတော့နိုဝင်ဘာလ9ရက်နေ့ကရွှေတစ်ချက်သားကို85သိန်း3000တွင်းချင်းရှိခဲ့ရာကနေနိုဝင်ဘာလ13ရက်နေ့မှာ88သိန်း5000တွင်းချင်းအထိကိုမြင့်တက်ခဲ့ပြီးတစ်ပတ်အတွင်းမှာကျပ်3သိန်းကျော်ဈေးမြင့်တက်လာပါတယ်။ လက်တလုံးမှာတော့ကမ္ဘာရွှေဈေးနဲ့အတူပြည်တွင်းရွှေဈေးပါအတက်များနေပေမဲ့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ထားတဲ့ရွှေရည်ညွန်းဈေးကတော့တစ်ချက်သားကိုကျပ်96သိန်း8000မှာပဲဈေးညှိထားပါရရှင် နေပြည်တော်ကောင်စီနယ်မြေဥတ္တရတိရိခရိုင်တက်ကုံးမြို့နယ်ကစစ်တပ်ရဲ့ရရနာမြေအခြေပြုလုံခြုံရေးစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဝင်ရောက်စီးနှင်းခဲ့ပြီး KN တချို့၊ငွေသားတချို့နဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုတင်ဆက်ရမိတယ်လို့ဒီကနေ့လိုဝင်မာလာ14ရက်နေ့မှာ PLA ကထုတ်ပြန်လိုက်ပါတယ်။ရရနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို PLA က노ဝင်မာလာ12ရက်နေ့မှာဝင်ရောက်စီးနှင်းခဲ့တာပါ။ အဲ့ဒီစခန်းဟာစစ်တပ်ကနှစ်နှစ်ဝန်းကျင်တက်ဆွဲထားတဲ့စခန်းဖြစ်တယ်လို့စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့နယ်မြေစိုးမိုးရေးအတွက်စစ်ကြောင်းထုံးနေတော့မှာပဲအခုလို့ PLA ကဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အခုလို့ဝင်ရောက်စီးနင်းချိန်မှာစစ်ကော်မရှင်စစ်တပ်တပ်ဖွဲ့ဝင်တွေဟာစခန်းဆုံးခွာထွက်ပြေးခဲ့ရပြီးအဲ့ဒီလုံခြုံရေးကင်းစခန်းကိုရှင်းလင်းရေးတွေဆောင်ရွက်ခဲ့တယ်လို့ PLA ကပြောထားပါတယ်။ လက်ရှိအချိန်မှာတော့စစ်ကော်မရှင်စစ်တပ်ရဲ့စစ်ကြောင်းနှစ်ခုဟာရဲနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့အနီးကပ်ရွာနေရွာမှာစစ်ကြောင်းထိုင်နေတယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းကမ်းမလူမြို့နယ်ကနေခင်ဦးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကိုနိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲက12ရက်နေ့နေ့လယ်ပိုင်းမှာပြီးသွားပေမဲ့မုံရွာဘက်ကနေဂျိုင်ရိုကော်ပတာ3စီးနဲ့ကမ်းဘလူမြို့နယ်တွေကရင်းတိုက်ရွာနဲ့အနီးနားကကျေးရွာတွေကိုဘုံဒီကြဲချတိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်၃လုံးပျက်စီးပြီးအိမ်မွေးကျွမ်းသားတွေလည်းတေဆုံးခဲ့လို့သိရပါတယ်။ဒါအပြင်နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းနေ့မှာလည်း Jet Fighter လေယာဉ်တွေအပြင် drone တွေနဲ့ပါဘုံးတွေကျဲချနေတဲ့အတွက်ဒေသခံတွေရွာတွေကိုပြန်မဝင်ရဲသေးဘူးလို့ရင်းတိုက်ရွာသားတယောက်ကပြောပါရတယ်။ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရမှုမှာတော့စစ်ကြောင်းမှုတည်တယ်လို့သိရှိရပြီးစစ်ကြောင်းပြတ်သွားပြီးအင်အားတရာကျော်ပါတဲ့စစ်ကြောင်းဟာ20ကျော်လောက်ပဲပြန်ဝင်သွားနိုင်တယ်လို့မြေပြင်ပြည်သူ့ကာကွယ်ရေးကောင်ဆောင်တယောက်ကပြောပါတယ်စစ်တပ်ဘက်ကအခုလိုထိခိုက်သေးဆုံးတာနဲ့ပတ်သက်ပြီး DVB အနေနဲ့တိကျအတိမပြုတ်နိုင်သေးတယ်လို့စစ်တပ်ဘက်ကလည်းသတင်းတဆုံတရာထုတ်ပြန်တာတွေ့ရသေးပါဦးရှင် ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုနဲ့တီဘောမြို့ကြနယ်မိုင်းရဲမြို့အထက်အဝင်းတွေကိုစစ်ကောင်စီတပ်ကတရားမဝင်ကုန်စီတင်သွင်းမှုအကြောင်းပြပြီးဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်9နာရီမှာကားတွေကိုပိတ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်တပ်ထိန်းချုပ်ထားတဲ့တီဘောနဲ့မိုင်းရဲကိုလူဝင်ထွက်ကန့်သတ်တဲ့အပြင်တရားမဝင်ကုန်စီတင်သွင်းတာတွေကိုလည်းအကြောင်းပြပြီးတော့ခီးတဲ့တင်ရင်တွေကုန်တင်ရင်တွေနဲ့ခီးသွားမဲ့အဆိုင်ငယ်တွေကအစပိတ်ထားတာကြောင့်ရင်းနေပိတ်ဆို့နေတယ်လို့သိရှိရပါဗျ။ ပြီးခဲ့တဲ့တစ်ပတ်ကစစ်ကောင်စီနဲ့ MNDA တို့လာရှိုးမှဆွေးနွေးပြီးတဲ့နောက်ကိုကန့်တက်တရားမနေ့ကသူတို့တက်ဆွဲထားတဲ့မိုင်းရဲ့အထွတ်နန်းပေါင်နန်းလန်နဲ့တီဘောနဲ့လာရှိုးကြကတက်တွေကိုတိန်နီမြို့နယ်စီပြန်ဆုတ်သွားပြီလို့လည်းသတင်းတွေထွက်ပေါ်နေပါဗျ။စစ်ကောင်စီကတရားမဝင်ကုန်တွေထိန်းချုပ်ဖို့အတွက်ရှမ်းမြောက်မာရီမကပဲရှမ်းအရှိကနေတောင်ကြီးကိုတည်လာတဲ့ကုန်တွေရင်တွေကိုလည်းမိုင်းပေါ်မှာပိတ်ပြီးတော့ဖမ်းဆီးတာတွေကိုမနေ့ကစတင်ပြီးတော့လှုပ်ဆောင်တာတွေရှိရဲလို့စုံစမ်းသိရှိရပါတယ်ရှင်။ စစ်တပ်ကအမျိုးသားနဲ့အထိမ်းအမှတ်အဖြစ်ဘွယ်တူးဂုံနူးတွေကိုဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်မှာပေးခဲ့ရမှာတော့ဟာတာတရုတ်ဆောင်ဒိန်းတောင်ငိန်ချန်အုံဒီခိုင်နင်းဝေဝေလူကျော်အပါဝင်12ယောက်ကလူမှုထိုးကျွန်စု ပထမဒုတိယနဲ့တတိယအဆင့်တွေရရှိခဲ့ကြပါတယ်စစ်တပ်ကပေးတဲ့လူမှုထွန်းညွန်စုပထမအဆင့်ကိုဟာတာတရုတ်ဆောင်ဒိန်းတောင်နဲ့ဒရိုက်တာဇေယောမမောင်တို့ကရရှိခဲ့ကြတာပဲဖြစ်ပါတယ်။လူမှုထွန်းညွန်ဒုတိယအဆင့်ကိုတော့ ဟာတာတရုတ်ဆောင်ငိန်ချန်တရုတ်ဆောင်ငွေလူကျော်နဲ့ခိုင်နှင်းဝေတို့ကရရှိခဲ့တာဖြစ်ပါတယ်။ဒိန်းနောင်ကိုစစ်တပ်ကချွေးသိမ့်တဲ့သဘောနဲ့စုပေးတာလို့နေပြည်တော်သတင်းရင်းမြစ်က DVV ကိုပြောပါတယ်။လူမှုထူးချွန်စုတတရအစင်ကိုတရုတ်ဆောင်ထူးခန့်ကျော်အုံဒီနဲ့ဦးတိန်ညွန့်တို့အပြင်ဒရိုက်တာတွေဖြစ်ကြတဲ့ဒရိုက်တာညိုမင်းလွင်ဒရိုက်တာကိုစောအာယုံဒရိုက်တာကျော်စောလင်းအတွေးပုံရိပ်တို့ကိုစစ်ကောင်စီကပြည့်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲလူမှုထူးချွန်စုတတရအစင်ကိုတော့တပင်လောကက နမည်ကြီးတဲ့တင်မောင်ဆမ်းမင်းဝင်းနဲ့ဗရန်များကေခိုင်တို့ကိုစစ်ကောင်စီကပေးအပ်ခဲ့ပါတယ်။အာနာသိမ့်ပြီးစစ်ကောင်စီကပေးတဲ့လူမှုထူးချွန်စုတွေကိုရန်အောင်ရဲအောင်ခန့်စီသူစိုးမြတ်သူစာ မေတင်စာဦးခိုင်တင်းကြီးမေတန်းနှုတို့ကရရှိထားကြပါတယ်ရှင်။ မြန်မာထိုင်းနယ်ဆက်တနင်္သာရီတိုင်းမောတောင်မြို့အခြေဆိုင်စစ်ကော်မရှင်တပ်စခန်းနဲ့ဂိတ်တွေကိုဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ဒေသခံတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါဗျ။နိုဝင်ဘာလ17ရက်နေ့ကနေစတင်ပြီးတော်လန်ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီကနေ့မှာတော့အပိသက်သိမ်းပိုက်နိုင်တယ်လို့ဆိုပါဗျ။ တိုက်ပွဲအတွင်းမှာမောတောင်မျိုးရင်းကိုလေကြောင်းကနေ jet fighter y12 တင်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်အရက်သားထိခိုက်သေးဆုံးမှုတွေရှိတယ်လို့လည်းသိရပါဗျ။တိုက်ပွဲကာလမှာမောတောင်မျိုးတဲ့ထိခိုက်သေးဆုံးသူတွေရှိပြီးအလောင်းဝင်ကောက်လို့မရသေးဘူးလို့ဒေသခံတယောက်ကပြောပါဗျ။မျိုးတွေကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကတော့ထိုင်းဘက်ကိုခိုးလုံသွားပြီလို့ဒေသခံတွေကပြောပါဗျ။ မောတော်မျိုးကိုတော်လန်ရေးတက်ဖွဲ့တွေတိမ့်ပိုက်ထိမ့်ချုံထားနိုင်ပြီဆိုတာဟုတ်မှန်ကြောင်းနဲ့အသေးစိတ်ကိုတော့တော်လန်ရေးပူပေါင်းတက်တွေကသတင်းထုတ်ပြန်လိမ့်မယ်လို့ NUG တတင်းသားရီတိုင်းစစ်ဌာနကိုကဲရေးမှုရဲဘော်စတာက DVV ကိုပြောပါဗျာလက်ရှိမှာတော့မြို့သိမ်းတိုက်ပွဲကြောင့်ထိုင်းမြန်မာနယ်စပ်မြေနဲ့ဥယျာဉ်ချမ်းမြေတွေမှာစစ်ဘေးရှောင်2000ကျော်ခိုးလုံနေပြီးစားနပ်ရိက္ခာနဲ့စီးဝါးတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေစီရတယ်သိရပါပါရှင်။ စကိုင်းတိုင်းဝက်လက်မြို့နယ်ထဲမှာအာနာသိန်းစစ်တပ်ကတလအတွင်းကျေးရွာ၁၂ရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့နှစ်ပတ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး160နီးပါးပြုလုပ်ခဲ့တယ်လို့ဒေသခံတော်လှန်ရေးတိုင်းဝန်ကသိရှိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ13ရက်နေ့ကနေစတင်ပြီးနိုဝင်ဘာလ13ရက်နေ့ထိမီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာ၁၂ရွာကနေအိမ်ယာနဲ့ချီပြီးတော့မီးလောင်ပျက်စီးသွားတယ်လို့ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်းခိုးတယ်တာရှိတယ်လို့ဝက်လက်မြို့နယ်လူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ် ်စစ်ကြောင်းရှိနေသေးတဲ့အတွက်ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့မစီစစ်ရသေးဘူးလို့ဆိုပါတယ်စစ်တပ်ကစစ်ကြောင်းထိုးနေလို့စစ်ဘေးရှောင်နေရတဲ့ရွာ20ကျော်ရှိပြီးလူကြီး2000ဝန်းကျင်ရှိရလို့သိရပါဗျ။ဒေသတွေမှာလည်းစီရေးတက်မှနေပြီးစစ်တပ်ဘက်ကအထိနာတဲ့အခါမျိုးတွေမှာစစ်ရင်နဲ့မဆိုင်တဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးတာရှိပါဗျ။အော်တိုဘာလဝက်အတွင်းမှာတင်လေကြောင်းကနေဘုံကျဲတာအကြိမ်ကြီး160ကျော်တယ်လို့ဝက်လက်မြို့နယ်ပါကဖပြန်ကြားရေးတာဝန်ခံကိုလင်းရောင်က DVV ကိုပြောပါရရှင်။